မိုဗစ်အီဗန်မိုဗစ်ဆိုတာအိုက်စင်မူကောင်တယောက်ဆိုတာထပ်ပေါ်ပါတယ်မဖြစ်နိုင်တဲ့အနေအထားတွေမယမကအခြေအနေတွေမှာဂိုးကိုရအောင် တွင်တက်တဲ့တိုက်စင်မူတယောက်ပေါ့နတ်ဖျားကြီးတို့တင်စားခေါ်ရတဲ့အထိအနာခဲ့တယ်လို့သူနဲ့ပတ်သက်ရင်သူ့ရဲ့ခြေစွမ်းလို့သူ့ရဲ့စကားပြောစွမ်းရည်ကလည်းထင်ရှားပါတယ်ဥပမာဂိုးဆိုတဲ့စကလုံးနေရာမှာဇလာဒန်လို့ပြောင်းခေါ်တင်တယ်ဒီလိုဗျာဇလာဒန်တရာပြည့်တွင်သွားတယ်ပေါ့ဒီလိုစကားကြွယ်လို့ သူနဲ့မော်ရင်ဟိုသူတို့ဆရာတပည့်နှစ်ယောက်ကဘလုံးလောကကိုဖျော်ပြနိုင်သူတွေပါအခုတော့နှစ်ယောက်စလုံးတွေကတယောက်ကတော့အနာယူသွားပါပြီသူရဲ့ကစားသမားဘဝမှာမရခဲ့တာဆိုလို့နိုင်ငံအသင်းနဲ့အောင်မြင်မှုရဲ့ချန်ပီယံလိဖလာရဲ့အသင်းနဲ့ညာကြီးပြောင်းခဲ့လို့တသင်းနဲ့အတွက် legend ဆိုတဲ့ဂွန်ဘုတ်ရဲ့ဒါတွေကလွယ်ရင်ကျန်တာအားလုံးပိုင်ဆိုင်ခဲ့ပါတယ်သူကချစ်သူလည်းများသလိုမုန်းသူလည်းအတော်များတဲ့ကစားသမားပါအခု Soga History ကတင်ဆက်ပေးမှာကတော့ Zlatan Ibrahimovic ရဲ့ဝါဇက်ကြောင့်ပဲဖြစ်ပါတယ်။ ဇလာဒန်အီဗရာမိုဗစ်ကို1981ခုနှစ်အော်တိုဘာလ3ရက်နေ့မှာဆွေရင်နိုင်ငံမယ်လ်မိုးမြို့မှာမေးဖွားခဲ့ပါတယ်။ဘော့စနီးယားဖခင်နဲ့ခရိုအေးရှားမိရင်တဦးတို့မှာမွေးဖွားလာခဲ့တဲ့ကာဗျာကလေးတယောက်ပါ။မိုဗစ်ရဲ့ဘွားကအစာပိုင်းမလှပခဲ့ပါဘူး။အီဗရာဟီမိုဗစ်အသက်2နှစ်အရွယ်မှာပဲသူမိဘတွေကကွာရှင်းပြတ်ဆက်ခဲ့ပြီးရိုးစကန်ရဲ့ရွှေပြောင်းနေထိုင်သူများ နေထိုင်တဲ့ပြည်နယ်မှာခက်ခဲစွာနဲ့ကလေးဘဝဖြတ်သန်းခဲ့ရပါတယ်။ဇလာတန်ကငယ်ငယ်တည်းကစပိန်တကူတူဖြစ်ပြီးသူကငယ်စဉ်တည်းကပြဿနာရှာတတ်တဲ့ကလေးတယောက်လို့သတ်မှတ်ခံခဲ့ရပါတယ်။အဲဒီချိန်ကရူဆန်ကတ်မြို့ကရာဇဝတ်မှုတွေပြည်နေတဲ့မြို့ဖြစ်တာကြောင့်လူငယ်တွေကလည်းငယ်ငယ်ရွယ်နဲ့ပျက်စီးနေကြပါတယ်။ဇလာတန်လည်းဆင်းရဲတဲ့မိသားစုဘဝကိုမပျော်တာကြောင့်လွယ်လွယ်ငွေရမဲ့လမ်းကိုလိုက်ရင်းစပိန်လိုက်ခိုးတဲ့အလုပ်ကိုတငယ်ချင်းအပေါင်းပါတွေနဲ့လှုပ်ဖြစ်ခဲ့တော့တာပါပဲ။ ဒီလောက်ရဟာဒူးဆိုင်မှုဆိုတာကို तू မသိခဲ့ပါဘူးဒီလောက်ကိုလှုပ်ဖို့တိုက်တွန်းတဲ့တငယ်ချင်းကငါတို့က Robin Hood လို့ပဲချမ်းသာတဲ့သူတွေစီကစပိန်တွေခိုးပြီးစင်းရဲတဲ့ငါတို့မိသားစုဘဝကိုဖြည့်ရှင်းတာငါတို့ကလူစွမ်းကောင်းမယ်ဆိုပြီးပြောခဲ့တာကြောင့်ဇလာဒန်မှားမှန်းမသိလမ်းမကိုရှောက်ခဲ့ပြီးသူ့ကိုယ်သူလည်းဂုံယူနေခဲ့ပါတယ်ဒီနေ့မှာတော့ရဲကသူတို့ကိုဖမ်းမိသွားပြီးငယ်သေးတာကြောင့်လူမှုရေးလုပ်ငန်းတွေမှာလောက်ကန်ကူညီပေးဖို့သာပြစ်ဒဏ်ချခဲ့ပါတယ်ပြစ်ဒဏ်ပြီးတဲ့နောက်မှာလေသူ့ရဲ့အเจ้าမှာ ဆင်းရဲတာရောစပိန်တခုဖြစ်တာရောကြောင့်เจ้ามาအနိုင်ကျင့်ခံခဲ့ရပါတယ်။ဒါတွေကိုတောင့်ခံရင်ဇလာတန်က သူ့မှားသူတီပီပြင်ဆင်ခဲ့ပါတော့တယ်။ဒီလိုနဲ့သူ့ဝါသနာပါတဲ့ဘောလုံးကိုပဲအာယုံစတင်စိုက်ခဲ့ပါတော့တယ်။ဇလာတန်ရဲ့ဘောလုံးအိုင်ဒီကတော့ဘရာဇီးတိုက်စင်မှုကြီးရော်နယ်ဒိုနာဇရီယိုပဲဖြစ်ပါတယ်။ဘောလုံးကစားဖို့ထင်ရှားသောစွမ်းရည်ရှိတယ်။အရက်ရှည်ပြီးတွက်လက်တာကြောင့်အားကစားသမားတအူးဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့တနေ့မှာ ူ့ဘဝပြောင်းလဲမှုဖြစ်လာမယ့်နေကိုရောက်လာခဲ့ပါတယ်။ဒါကသူစောင့်နေခဲ့တဲ့အခွင့်အရေးပါ။သူ့ရဲ့ခြေစံတွေကြောင့်မယ်မိုးအသင်းကြီးကစိတ်ဝင်စားလာခဲ့ပြီး1999ခုနှစ်မှာမယ်မိုးအသင်းအတွက် professional ပွဲဦးထွက်ကစားခဲ့ပြီးဒုတိယရန်ကလပ်ကိုနောက်ရသည်မှာပထမအဆင့်အထိတန်းတက်အောင်ကူညီပေးခဲ့နိုင်ခဲ့ပါတယ်။သူကအဲ့ဒီခြာတိတ်တတာတွေကခြေစွမ်းအပြင်စိတ်တက်လဲအတော်ဆက်ခဲ့တဲ့သူပါ။စကားလဲအတော်ကြွယ်သူပါ။မေမိုးအသင်းကအသက်မပြည့်သေးတဲ့သူကိုလဆာမပေးခဲ့တာကို ကျွန်တော်နောက်ဆုံးငိုခဲ့ဘူးတာကမမ်မိုးအသင်းကနေလာစာများတဲ့အချိန်တုန်းကပေါ့အဲ့ဒါနဲ့မမ်မိုးအသင်းအတွက်ကျွန်တော်ယူပေးထားတဲ့ရမှတ်၃မှတ်တိုင်းကိုနှုတ်ပေးဖို့လိဘုတ်ဖွဲစီစာရေးပြီးတောင်းဆိုခဲ့ပါတယ်အဲ့ဒီအချိန်မှာဘုတ်ဖွဲကတရားဝင်လောက်ခလာသာရဖို့အသက်အရွယ်ကဥရိယငယ်သေးလွန်းတာကြောင့်လာစာတွေကိုကျွန်တော်မိဘတွေစီပေးထားတယ်လို့ပြောလာတယ် အဲ့ဒါနဲ့ကျွန်တော်ကဟုတ်ပါပြီ။ဒါဆိုရင်ကျွန်တော်ကထိတ်တန်းကိုသွင်းရှင်ဖြစ်ဖို့နဲ့မန်မိုးအတွက် leak flash ယူပေးဖို့ကဥပဒေအရငယ်လွန်းနေသေးတယ်။အဲ့ဒီတော့ကျွန်တော်အသက်မပြည့်မချင်းကျွန်တော်ယူပေးထားတဲ့နိုင်မှတ်၃မှတ်ကိုသူတို့ကမပေးသင့်ဘူးဆိုပြီး leak အဖွဲကိုပြောလိုက်တယ်။နောက်တစ်နေ့မှာတော့ကျွန်တော်အကောင့်တွေကိုကျွန်တော်ငွေတွေရောက်လာပါတယ်။ကျွန်တော်ကဥပဒေထက်အသက်ကြီးတယ်လေ။ဇလာတန်ကငငယ်တဲကစားနေပါ။ဒီလိုနဲ့ပဲမန်မိုးမှာနှစ်နှစ်ကစားခဲ့ပြီးပွဲ40မှာ16ကိုသွင်းယူနိုင်ခဲ့ပါတယ်။မန်မိုးကသူ့ရဲ့ခြေစွမ်းကြောင့်အာဆင်နယ်ကင်းထောက်တွေက စိတ်ဝင်စားခဲ့ပြီးအသင်းမှာလာရောက်စမ်းသပ်ခံဖို့ကံလန်းခဲ့ပါတယ်။ဒီကြောင့်ကို Movic ကအာဆင်ဝင်းကကျွန်တော်ကိုအယမ်းကြော်ကြားနေတဲ့အာဆင်နယ်အသင်းရဲ့ဝတ်စုံပေးခဲ့ပါတယ်။ကျောနံပါတ်ကို Ibrahimovic လို့လည်းရိုက်နှိပ်ထားပါသေးတယ်။ကျွန်တော်အယမ်းကြင်နာခဲ့တယ်လို့အဲ့ဒီအင်ကြီးကိုဝတ်ပြီးတော့တပ်ပုံအရိုက်ခံခဲ့ပါသေးတယ်။ကျွန်တော်တို့အရန်ထူခဲ့တဲ့နေလေးတနေပါပဲအဲ့ဒီနောက်ကျွန်တော်အာဆင်နယ်အသင်းစီပြောင်းမှုကံလန်းမှုကိုစောင့်နေခဲ့တယ် ဒါပေမဲ့ तू စ조사တာမျိုးတော့မလုပ်ခဲ့ပါဘူး။ तू ကျွန်တော်ကိုတကယ်လိုလိုချင်ချင်မရှိခဲ့ပါဘူး။ तू ပြောခဲ့တာကငါမင်းဘလောက်ကောင်းတယ်လဲကြည့်ချင်တယ်။မင်းဘလို့ကစားသမားမျိုးလဲဆိုတာသိချင်တယ်။ငါတို့စီကို အစမ်းလာလေ့ကျင့်ကြည့်ပါလားတဲ့။မဖြစ်နိုင်ပါဘူး။ဇလာရန်ကအစစ်စစ်ခံဖို့မွေးဖွားလာတာမှမဟုတ်တာလို့အဲ့နောက်တော့ e-jet အသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ် လာတန်းကသူ့ရဲ့ professional ကစားသမားဘဝပထမဆုံးရတဲ့လာတာကိုကားနဲ့စိန်ခံပစ္စည်းတွေဝယ်ဖို့တာတုံးခဲ့တာကြောင့်စားစရာမရှိဖြစ်ခဲ့ရပါတယ်။ကံကောင်းတာကဘရာဇီးနောက်ခံလူ Matt Well ကသူ့ကိုကြွေးမွေးခဲ့တာပါ။အေဂျင့်မှာတော့သူ့ရဲ့နာမည်ကပုံမကျော်ကြားဖို့ဖြစ်လာခဲ့ပါတယ်။အေဂျင့်နဲ့တူ84ဝယ်ကစား35ကိုတွင်ပြီးဥရောပမှာသူ့ကိုလူတွေသတိထားမိအောင်လုပ်ပြနိုင်ခဲ့ပါတယ်။သူ့ကိုဘောလုံးစွမ်းရည်တစ်ခုလည်းမဟုတ်ပဲဒေါသကြီးတဲ့ကစားသမားအဖြစ်နဲ့ပါကြော်ကြားခဲ့ပါတယ်။ အေဂျက်မှာ၄နှစ်ကြာပြီးတဲ့နောက်အီဗရာဟီမိုဗစ်ကဂျူဝင်တက်အသင်ကို ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။အီတလီကလပ်နဲ့အတူ Serie A Champion နှစ်ကြိမ်အထိရရှိခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီဆူပလာနှစ်ခုစလုံးကဖယ်ရှားခံလိုက်ရပါတယ်။အကြောင်းကတော့ဂျူဝင်တက်ကနာမည်ဆိုးနဲ့ကြော်ကြတဲ့အရှုပ်တော်ပုံကိုတနည်းပြောရင်လုပ်ပွဲဖန်တီးမှုတွေမှာပါဝင်နေတယ်လို့စွဲချက်တင်ခံရပြီးအဲ့ဒီနှစ်မှာရတဲ့ဆူပလာနှစ်ခုစလုံးကိုထိမ့်သိမ်းခံခဲ့ရပါတယ်။ Ibrahimovic ကိုလည်း AC Milan ကိုပြောင်းရွှေ့ဖို့အတင်းအကျပ်ဖိအားပေးခံခဲ့ရပါတယ်။ fanno sempre la differenza. ဒါပေမဲ့လေအဲ့ဒီချိန်မှာသူ့ရဲ့ agent ဖြစ်တဲ့ Ryan Ola က Movie ကို Inter Milan C ကိုမရောက်ရောက်အောင်ပို့ဆောင်ပေးခဲ့ပါတယ်။ Inter Milan ကိုသူရောက်တဲ့အချိန်မှာနီးပြတ်က Man City ပါ။၃နှစ်ဆက်အမှတ်ပေးချန်ပီယံဖြစ်ခဲ့ပြီး Serie A ရဲ့အမှတ်ပေးဖလားကိုအဲ့ဒီတော့မှ Movie စရတယ်လို့ပြောရမှာပါ။ ဘာလို့လဲဆိုတော့ဂျူဗင်တက်နဲ့အတူရခဲ့တဲ့နှစ်ကြိမ်ကပယ်ပြတ်ခံခဲ့ရလို့ပါနောက်ဆုံးနှစ်ဖလာကတော့မန်စီနီနဲ့မဟုတ်ပဲဂျိုဆေမော်ရင်ဟိုနဲ့ပါမော်ရင်ဟိုနဲ့မိုဗစ်တို့အကြောင်းလဲအတော်လေးထူးကြပါတယ်2009လုံးကဖြစ်ပါတယ်သူ့ကိုလူစားလဲဖို့မော်ရင်ဟိုကိုပြောခဲ့ပြီးမဲ့မသိကြအောင်ဆောင်ပြီးကွင်းထဲမှာပဲဆက်ထားခဲ့တဲ့ဖြစ်ရကိုပေါ်တူဂီလူမျိုးနီးပြားကအခုလိုပြောပြခဲ့ပါတယ်သူကျွန်တော်ကိုလာပြောတဲ့အချိန်မှာအရန်ကိုဒေါသထွက်နေတာဗျပြီးတော့ငါတို့ကချန်ပီယံဖြစ်ပြီးသားခင်ဗျချန်ပီယံဖြစ်အောင် ငါကအသင်းကိုကူညီနိုင်ခဲ့တယ်။ခုတော့ငါ့ကိုဘူးမှမကူညီကြအောင်။ငါ့ကိုခုလူစားလဲပဲပါလို့ပြောတယ်။ဒါပေမဲ့ကျွန်တော်ကသူပြောတာကိုနားမလဲခြင်းအောင်စောင့်ပြီးပါလေ။ဘာပြောတာလဲ။ရေတောင်းမလို့လားဆိုပြီးရေဘူးကိုသူ့စီပစ်ပေးလိုက်တယ်။ပြီးတော့ရေတောင်းပြီးရင်သွားတော့ဆိုပြီးပြောလိုက်တယ်။တိတ်မကြပါဘူး။ तू ကတိတ်လာတဲ့ကိုတကိုတွင်းနိုင်ခဲ့တယ်။ကိုတွင်းပြီးချိန်မှာဇလာဒန်ကသူ့ကိုလူစားလဲဖို့အချက်ပြခဲ့ပေမဲ့လေမော်ရင်ဟွန်ကသူ့အစာကိုသမားကိုပဲလူစားလဲခဲ့ပါဗျ။ဆရာသဘဲနှစ်ယောက်စလုံးဒီလိုမျိုးငရွတ်တွေပါ။အဲ့ဒီနောက်နှစ်မှာတော့ ချန်ပီယံလိဖလာလိုချင်လို့ဆိုပြီးဘာစီလိုနာကိုပြောင်းမှုဇလာဒန်ဆုံးဖြတ်ခဲ့ပါတယ်။မော်ရီဟိုတားသည့်တိုင်အောင်ဇလာဒန်ကဘာစီလိုနာကိုပဲပြောင်းရွှေ့သွားခဲ့ပါတယ်။ဘာစီလိုနာကိုပြောင်းခဲ့တဲ့မိုဗစ်တယောက်ကံမကောင်းခဲ့ပါဘူး။ဘာစီလိုနာကိုချန်ပီယံလိဖလာလိုချင်လို့ပြောင်းခဲ့ပေမဲ့သူပြောင်းပြီးနောက်နှစ်မှာပဲသူ့ရဲ့အသင်းဟောင်းကချန်ပီယံလိဂျီကိုရရှိခဲ့တာကြောင့်ပါ။ဒါပြင်အဲ့ထက်ပိုဆိုးတာကဘာစီလိုနာကပတ်နဲ့အဆင်မပြေဖြစ်ခဲ့ပြီးဘာစီလိုနာမှာသူ့ရဲ့ခြေစွမ်းကိုပြသဖို့ဖွင့်ရေးတော့ပတ်ကမပေးခဲ့တာကပိုဆိုးပါတယ်။ ဒီကြောင့်ကိုဇလာဒန်အီဗရာဟီမိုဗစ်ကဘာစီလိုနာမှာတော့ကကွင်းထဲမှာ၅ရက်ရှည်ဆုံးပဲဒါပေမဲ့ဇာဗီနဲ့အန်နီရီစတာတို့ကမက်ဆီကိုပဲမြင်တယ်သူ့ကိုဘောလုံးပေးတာကိုငါပြမပြောလို့ဘာလို့လဲဆိုတော့မက်ဆီ6လောက်ထဲမှာဘောလုံးရှိနေရင်ဘယ်တော့မှစိတ်မပြတ်စေရအောင်သွင်းကိုဒါမှမဟုတ်ဂိုးဖန်နေမှုတစ်ခုခုကတော့တည်ကြတယ်ငါအကြိုက်ဆုံးကတော့သူတို့ကမက်ဆီကိုမြင်မယ်မက်ဆီကငါကိုမြင်တယ်ပြီးရင်ဇလာဒန်ဂိုးသွင်းနိုင်မို့ဘောလုံးပေးမယ်မက်ဆီရဲ့ဖန်နေပေးဖို့မှုကနေဇလာဒန်ဂိုးသွင်းပြီးရင် ဂွာဒီယိုလာကချက်ချင်းထလာပြီးဂိုးတွေသွင်းထားတဲ့ဇလာတန်ကို အရန်ခုံကကစားသမားနဲ့လူစားလဲဖို့ကွင်းပေးကစတုတ်လာတန်ကိုသွားပြောတော့တာပဲဇလာတန်ကိုသွင်းတာနဲ့ပတ်ကလူစားလဲဖို့ဆုံးဖြတ်ထားတယ်လို့ဇလာတန်ကဆိုပါတယ်ဒီလိုနဲ့ဘာစီလိုနာမှာအဆင်မပြေခဲ့တဲ့နောက်စာချုပ်သက်တမ်းကလည်းကြံနေသေးလို့ AC မီလန်ကိုအငှားနဲ့ပြောင်းရွှေ့ခဲ့ပါတယ်ဇလာရန်ကပတ်အခွင့်အရေးမပေးခဲ့တဲ့ဂျာကတော့29ရက်မှာ16ဂိုးအထိသွင်းပေးခဲ့ပါတယ် AC Milan ကိုအငှားနဲ့သွားကစားခဲ့တဲ့ရာသီမှာ29ဘက်ကစား14ခုသွင်းနိုင်ခဲ့တာကြောင့် AC တို့ဘက်ကဇလာတန်ရဲ့ခြေစွမ်းကိုသဘောကျခဲ့ပြီးအပီးသက်ခေါ်ယူခဲ့ပါတယ်။ AC Milan နဲ့တူ Serie A Champion ဖြစ်ခဲ့ပြီးတဲ့နောက်ရာသီမှာ PSG အသင်းရဲ့ကမ်းလှမ်းမှုကြောင့်ပြင်သစ်မြေကိုထွက်ခွာသွားခဲ့ပါတယ်။ PSG မှာလည်းရောက်စနှစ်တွေမှာခြေစွမ်းတွေပြနိုင်ခဲ့ပြီး PSG မှာသူ့ရဲ့ဂိုးသွင်းနှုန်းကအမြင့်ဆုံးဖြစ်ပြီး122ပွဲမှာ133ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့အသင်းမှာပြဿနာနိုင်ငယ်တက်ခဲ့ပြီးတဲ့နောက်မှာတော့ PSG ကနေဇလာတန်ထွက်ခွာလာခဲ့ပါတယ်။အဲဒီနောက်ဆရာဟောင်းမော်ရင်ဟိုနဲ့မန်ချက်စတာယူနိုက်တက်မှာပြန်လည်ပူးပေါင်းခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်မှာတော့33ပွဲကစား18ဂိုးတွင်းနိုင်ခဲ့ပါတယ်။ယူရိုပါလိဖလာဂျီကိုဆရာဟောင်းနဲ့အတူစုခူးနိုင်ခဲ့ပါတယ်။အဲဒီနောက်ကစားသမားတို့နှောင်းပိုင်းအချိန်တွေအတိုင်းအမေရိကကိုထွက်ကစားခဲ့ပြီး ကစားသမားဘဝကိုအဆုံးသတ်ဖို့လုပ်ခဲ့ပေမယ့် AC Milan ကသူ့ကိုပြန်ခေါ်ခဲ့လို့အသင်းဟောင်းစီကိုပြန်လည်ရောက်ရှိခဲ့ရပါတယ်။ PSG ကထွက်တဲ့အချိန်တွေက AC Milan ကသူ့ကိုပြန်ခေါ်ခြင်းပေမယ့်များပြားလွန်တဲ့သူ့ရဲ့လာစာကိုမပေးနိုင်တာကြောင့် Manchester United ကိုရောက်ခဲ့ရတာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဇလာတန်ကသူ့ရဲ့အသင်းဟောင်းမှာပဲကစားသမားဘဝကိုအဆုံးသတ်ခဲ့ပါတော့တယ်။ဇလာတန်ကအရေးချင်းရှိပေမယ့်လေကြီးလို့လူမုံများပါတယ်။ဒါပေမဲ့ဒါကပဲသူ့ရဲ့စွမ်းဆောင်မှုတစ်ခုဖြစ်နေတာပါ။ဘောလုံးလောကမှာ သူ့ကိုနတ်ဖျားကြီးလို့တင်စားခေါ်ဝေါ်ကြတယ်။တချိန်ကဆင်းဆင်းရဲနဲ့ကြီးပြင်းခဲ့တယ်။စားစရာမရှိလို့စပိန်တကူဖြစ်ခဲ့တယ်။ကျောင်းမှာလည်းအနိုင်ကျင့်ခံရ၊တောင်ပြောင်ခံရတဲ့ကောင်လေးကနေဥရောပမှာအသင်းဆောင်အောင်ပြောင်းခဲ့တယ်။စူဖလာပေါင်းများစွာကိုလည်းစခုနိုင်ခဲ့တယ်။သူ့မှာနောင်နာရစရာဆိုလို့ချန်ပီယံလိမရဘူးလား။နိုင်ငံအသင်းနဲ့မအောင်မြင်ခဲ့တာ။အသင်းဆောင်အောင်ပြောင်းခဲ့လို့တသင်းနဲ့အတွက်လဲချက်မဖြစ်ခဲ့တာကလွဲရင်ဇလာတန်ရဲ့ကစားသမားဘဝကခံနာခဲ့ပါဗျ။ သူ့ရဲ့ရှင်းနှောင်းနှောင်စကားတွေလေကြီးတက်တာတွေကိုကျွန်တော်တို့လွမ်းကျန်ရိတ်ခဲ့ရပါအောင်မယ်။သူပြောနေကြစကားလိုပဲဇလာဒန်ကချန်ပီယံလိမရတာမဟုတ်ဘူးနော်။ချန်ပီယံလိကဇလာဒန်ကိုမရလိုက်တာပါ။